အဲကျွန်တော်တို့ပါတီပေါ့နော်အမြဲတမ်းပြောလို့ရှိပါတယ်ဒါဒီဒီနေ့ကျွန်တော်တို့ဒီနေ့နှစ်နာရီမှကျင်းပမှာတော့ကျွန်တော်တို့ပါတီရဲ့ဒီရွေးကောက်ပွဲကြေညာစာတမ်းကိုကျွန်တော်တို့ဟိုပါပေါ့ launch လုပ်တဲ့ပွဲဖြစ်ပါတယ်။နောက်အဲ့ဒီမှာကျွန်တော်တို့ပါတီရရဲ့မူဝါဒအနေနဲ့လုပ်ငန်းလမ်းစဉ်တွေကျွန်တော်တို့ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ရှင်6ရောက်ပါရှင်ကျွန်မအပါဝင်6ရောက်ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။တတယောက်ကိုမိနစ်20လောက်နဲ့မြန်မြန်ပြောကြပါလို့တော့ကျွန်မပြောထားပါတယ်ရှင်။အဲပြောထားတယ်ဆိုတော့အဓိကကဘာလဲဆိုတော့ဒါ၄ချိန်မြောက်ဖြစ်ပါတယ်။ ဒါကျွန်မပါတီပြန်ရောက်ပြီးရွေးကောက်ပွဲလဲလုပ်တော့မယ်ဆိုတဲ့အချိန်မှာကျွန်မ၄ချိန်မြောက်ဆောင်ရွက်တာဖြစ်ပါတယ်အဲ့ဒီ၄ချိန်မြောက်မှာ၄ချိန်မြောက်လုံးမှာကျွန်မတို့ပြောခဲ့တာကျွန်မတို့ပါတီရဲ့မူဝါဒသည်ချစ်ဝတ်စည်းကမ်းနဲ့အညီဆောင်ရွက်တဲ့မီဒီယာတွေရဲ့အခမ်းအနားကိုကျွန်မတို့ပါတီအနေနဲ့မြင့်တင်ဖော်ထုတ်သွားမယ်ဆိုတာပါတီရဲ့ဖွဲ့စည်းပုံစီမင်းတဲ့အရေးကြီးတဲ့မူဝါဒတရားဖြစ်ပါတယ်ချစ်။နောက်အဲ့ဒါကြောင့်မို့လို့ဒီနေ့လဲကျွန်မကိုစိတ်ဝင်စားနဲ့ လာရောက်ပြီးတော့သတင်းယူပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်မအတွက်ကကြတော့ဒီမီဒီယာကနေတဆင့်ပြည်သူလူထုကိုအစီအခံတင်ပြနေတာဖြစ်တဲ့အတွက်မီဒီယာတွေကနေတဆင့်ပြည်သူလူထုတွေသိချင်အပြင်ပြည်သူလူထုတွေကျွန်မတို့ကိုနားလည်သွားအောင်ပေါ့နော်။အဲ့ဒါလေးပါရှင့်။